။တတိုင်းမွေးဆေးဘက်ဝင်သလား။တတိုင်းမွေးပင်ကိုမမြင်ဘူးရင်သာနေကြမယ်။အမီကိုတော့ကြားဘူးကြမယ်ထင်ပါတယ်။ဒီတစ်ခေါက်တော့ပြောချင်တာကတတိုင်းဝင်းစေးပတ်ဝင်သလားဆိုတာပါ။ကဲဒီရဲ့ဖြေလေးကိုဒီပြိုလေးထဲမှာကြည့်လိုက်ကြရအောင်နော်။တတိုင်းမွေးပင်ဆိုတာကပန်းပွင့်တဲ့အပင်တစ်မျိုးပါ။မဂနိုလီယာစီမျိုးရင်းပင်တစ်မျိုးပါ။ ရှေးခေတ်ကာလတွေကလည်းစေဝါအဖြစ်အသုံးပြုခဲ့ကြပါတယ်။အပင်ရဲ့အပွင့်အခေါင်အစီနှင့်အားလုံးဟာစေပတ်ဝင်ပါတယ်။ဒတိုင်းမွေးပင်ကအရှိအာရှနဲ့အရှိတောင်အာရှဒေသမျိုးရင်းပင်တစ်မျိုးပါ။များစွာသောကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆေးပတ်ဝင်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ဒတိုင်းမွေးပင်ဟာဆေးပတ်ဝင်သလား တတိုင်းမွေးပင်ဆေးဘက်ဝင်သလားဆိုတော့တတိုင်းမွေးပင်ကကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိနေပါတယ်။ဘလို့ကောင်းကျိုးတွေလဲဆိုတော့တတိုင်းမွေးပင်ကစိုးရိမ်စိတ်များတာကိုတတ်တာစေနိုင်သလိုကရင်းရောင်ရမ်းတာ၊ရာသီလာကျဉ်းနာကျဉ်းကြိုက်ခဲတာ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးတွေကိုကောင်းမွန်စေနိုင်ပါတယ်။နောက်ပြီးတော့တရိုင်းမွေးပင်အခေါက်ကကိုရင်းကအစိတ်တောက်တွေကိုဖယ်ရှားပေးသလိုကိုလေးချိန်ကိုလည်းထိန်းညှိပေးပါတယ်။ဓမ္မတဲမှုတွေကိုလည်းတက်တာစေနိုင်ပါသေးတယ်။တိတိကျကျသိရှိနိုင်စေဖို့လေ့လိုက်လိုက်ကြရအောင်နော်။နောက်ချက်ကတော့စိုးရိမ်စိတ်များတာကိုတက်တာစေတယ်။တတိုင်းမွေးပင်ကခန္ဓာကိုယ်ရဲ့ဟော်မုန်းမညီမျှမှုကိုတိုက်ရိုက်ထိန်းပြီးပြီးတော့စိုးရိမ်စိတ်များတာကိုတက်တာစေနိုင်တယ်လို့ဟော်မုန်းမမြတ်တ တတာကြောင့်စိတ်ဖိစီးတာကိုလည်းတက်တာစေနိုင်ပါတယ်။ဟော်မုန်းစနစ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။ကိုယ်ရင်းမှာစိတ်ခံစားမှုကောင်းစေနိုင်တဲ့ဟော်မုန်းတွေထွက်ရှိစေဖို့နှိုးဆော်ပေးပါတယ်။နောက်ချက်ကတဖုံးရောင်နာကိုတက်တာစေတယ်။ ။တိုင်းမွေးပင်အစီအနှစ်တွေကတဖုံးရောင်တာတဖုံးသွေးထွက်တာတွေကိုလည်းတက်တာစေနိုင်ပြီးတော့သွားနဲ့ကရင်ကျမ်းမာစေဖို့ထောက်ကူပေးပါတယ်။နောက်ခုကတော့ရာသီလာကျဉ်ကိုက်ခဲတာကိုတက်တာစေတယ်။တိုင်းမွေးပန်းပွင့်တွေနဲ့အခောက်တွေထဲမှာရှိရင်ဓာတ်ပေါင်းတွေကအယောင်ကျစေနိုင်ပြီးတော့ကြွက်သားတွေနာကျင်ကိုက်ခဲတာကိုတက်တာစေနိုင်ပါတယ်။တိုင်းမွေးအဖူးတွေကရာသီလာကျဉ်နာကျင်ကိုက်ခဲတာကိုတက်တာစေနိုင်ပါတယ်။စိတ်ခံစားမှုကိုလည်းကောင်းစေပါတယ်။ရာသီအကျိုးလက် ္ဏာတွေကိုလည်းသက်သာစေနိုင်ပါတယ်။နောက်ချက်ကတော့အသက်ရှူလမ်းကြောင်းကျန်းမာစေနိုင်တယ်။ တိုင်းမွေးပင်ကလေးပြုံရောင်တာချောင်းဆိုးတာချွဲထတာတွေအပါအဝင် ပန်းနာရင်ကျက်ယောဂါတွေကိုပါတက်တာစေနိုင်ပါတယ်။တိုက်ရှူလန်းချောင်းတစ်ချောင်းရောင်ရမ်းမှုကိုတက်တာစေနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့တက်မတက်မှုကိုတက်တာစေနိုင်တယ်။တိုင်းမွေးပင်ရဲ့နောက်ထပ်အာနိသင်တစ်ခုကတော့တက်မတက်မှုကိုတက်တာစေတာပါ။ရှားတိဥဒုကြောင့်ဖြစ်တဲ့တက်မတက်မှုကိုတက်တာစေနိုင်တယ်လို့ဝိမုံတက်မတက်မှုကိုလည်းတက်တာစေပါတယ်။နောက်ခုကတော့ဝိတ်ကျစေနိုင်တယ်။ တတိုင်းမွေးပင်စီအခောက်ကအစားစားခြင်းစေကိုထိ ंछ ုပ်ပေးနိုင်တာကြောင့်ဝိတ်ချစေဖို့အထောက်အပံ့ပေးပါတယ်။သွေးဆုံးချိန်မတိုင်ခင်ကိုယ်လေးချိန်တက်တာလိုမျိုးကျန်းမာရေးပြဿနာတွေကိုသက်သာစေဖို့လည်းထောက်အပံ့ပေးပါတယ်။နောက်တစ်ခုကတော့သွေးတွင်းတကြားတက်ထိ ंछ ပေးတယ်။တတိုင်းမွေးပင်ကစိတ်ဖိစီးမှုကိုရွှေ့ချစေနိုင်တယ်လို့ သွေးတွင်းတကြားတက်ထင်းညိပေးဖို့လည်းထောက်ကူပေးပါရယ်စီးကြိုကိုထင်းညိဖို့အသုံးပြုပေးလို့ရသလိုကောက်ွယ်ပေးလို့လည်းအသုံးပြုလို့ရပါတယ်ဓာတုကတော့အဲဆိုင်မာယောဂဖြစ်နိုင်ခြင်းကိုရှင်းချပေးတယ်တတိုင်းမွေးပင်ရဲ့နောက်ထပ်အသုံးဝင်မှုတစ်ရက်ကတော့လူကြီးတွေမှာသိမြင်မှုစွမ်းရည်ကျဆင်းတာကိုသက်သာစေတာပါဘုံနောက်တွင်ကအစီတိုင်းကိုလေးပမာဏမြင့်တက်အောင်လှုပ်ဆော်ပေးပြီးတော့မှတ်မိနိုင်စွမ်းနည်းတာကိုလည်းသက်သာစေနိုင်ပါတယ် အုံနောက်ဆွမ်းရည်ကိုလည်းကောင်းမွန်စေဖို့လည်းပြုစောပေးတယ်။နောက်တစ်ခုကတော့တဲကျမ်းမာစေနိုင်ပါတယ်။ဒိုင်းမွေးပင်ကပြင်ရင်ကြောစနစ်ကိုနှိုးဆော်ပေးပြီးတော့ကိုယ်တွင်းကအဆိပ်တောက်တွေကိုဖယ်ရှားပေးပါတယ်။ အရဲတောက်တာများတာကြောင့်အသေးစီဖုံးတာကိုကောက်ွယ်ဖို့လဲထောက်ကူပေးနိုင်ပါတယ်ရှင်အသေးရဲ့လုံဆောင်မှုတွေကိုလည်းကောင်းမွန်စေဖို့လဲလုံဆောင်ပေးပါတယ်ဘားတွေကိုတတိထားရမလဲတတိုင်းပွေးကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့တန်ဆေးလုံပေးဆိုသလိုအများကြီးမသုံးသင့်ပါဘူးယောဂအခန်းရှိသူတွေကျန်းမာရေးပြဿနာတွေကြောင့်ဆေးတောက်နေရသူတွေကိုဝင်ဆောင်တဲ့တွေလို့တိုင်မိခွင်ရဲ့အနေနဲ့ဆရာဝန်နဲ့တရားတိုင်ပင်ပြီးမှအသုံးပြုသင့်ပါတယ်တ တိုင်းဝင်းနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဆုကျိုးတွေကိုဆက်လက်ပြီးတော့လေ့လာဖို့လိုပါသေးတယ်။တဘာဝဆေးပတ်ဝန်းဆိုပေမဲ့ဓာရုပေဒာနည်းအရတန့်စင်ထားခြင်းမရှိရင်ခန္ဓာကိုယ်အတွက်အဆိပ်တောက်ဖြစ်နိုင်တာကိုသိထားရလိုအပ်ပါတယ်။ဒါကြောင့်အသုံးပြုမယ်ဆိုရင်သက်ဆိုင်ရာ တိုင်းရင်ဆေးဝါးကျန်းကျင်သူများနဲ့သာတိုင်ပင်သင့်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရှင်။နောက်ထပ်လည်းဒီလိုကျန်းမာရေးဘူးသူရတွေကို ိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင့်မျှကြည့်ရှုအားပေးကြပါအောင်ရှင်။အားလုံးပဲနေကောင်းကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။